ဝိုင်းဖိုက်တာအဆုံးမမင်းကရောဝါးချာစတော့ဆန်လာလို့ဆိုတော့ပွဲဥချက်မှာကြံလည်နိုင်ခဲ့ပြီးတော့အခွင့်ကတော့လှသွားပါပြီဒီပွဲမှာစောမမင်းရဲ့ပညာကတော့တတော်လေးကိုဂျမ်းနေလို့ပြောလို့ရတယ်အခုပဲသူဟာပွဲတွေလေးဝင်းနေတာဖြစ်တဲ့အတွက်တက်လုံပိုင်းမှာတော့အသက်28သာရှိသေးပေမဲ့နည်းနည်းလေးပြင်ဆင်ရမယ့်လေ့ကျင့်ရမယ့်အနေအထားမှာရှိနေတာပေါ့လေ ီနေ့မှာမြန်မာဖိုက်တာ၃ယောက်ပွဲဦးထွက်မှာဖြစ်လို့မြန်မာ ပြည်သက်တွေများစွာလာကြတာကြောင့်စောမမင်းအနေနဲ့သူ့ပွဲဦးထွက်မှာအားတွေကတော့တော်တော်လေးကိုရှိပြီးတော့ကျွန်တော်ပြည်သက်အားပေးမှုအများကြီးရလာခဲ့တာကြောင့်စောမမင်းဟာပြန်ပြတ်ဖိုက်တာကိုအနိုင်ရခဲ့ပြီးတော့ပွဲဦးထွက်မှာတကယ်ကိုပဲစွမ်းဆောင်ရည်ကောင်းတွေကိုပြသခဲ့တာလေးဖြစ်ပါတယ်ဖိုက်တာ၂ယောက်လုံးဟာပွဲစားနေယုံကြည်မှုအပြည့်နဲ့ကျောင်းဝိုင်းတွေကိုဝင်လာကြပါတယ်ပထမအချိန်မှာစောမမင်းကအသာရှိကအပြတ်ထိုးနိုင်ခဲ့ပြီးဘယ်လုံးတွေစက်ကြိုက်နဲ့တော့ပွဲမသိမ်းနိုင်ခဲ့လို့သာ အလေးမထိုးနိုင်ကြတာသူတို့ညောမိပါတယ်ဒီတိအချိန်မှာတော့ဆောမမင်းကတက်လို့ကြာသွားပုံရတယ်ထိုးဘရစ်ကတရောင်တပေါက်ပဲရှိပြီးတရောင်ရိုက်ချက်တွေကိုဆောမမင်းပီခန်နေရတာကိုယ့်သူခင်ဗျာတနာဖို့တော့ကောင်းပါတယ်တတိယအချိန်မှာလေတိုးဘရစ်ရဲ့တရောင်ရိုက်ချက်တွေကိုဆောမမင်းအတော်လေးကိုခံရပါတယ်ဒါပေမဲ့ပွဲပြီးခါနီမှာတစ်ချက်ယုံချိန်မှာတွဲလုံးနေဆက်တိုက်ထုတ်နိုင်ကြတာဖြစ်တဲ့အတွက်တိုဘရစ်ကအလေးထုံးနဲ့ရှုံးနေကြတာလေးဖြစ်ပါရီဆိုမမင်းကတော့တကယ်ကိုမှဆွမ်းဆောင်ကောင်းပြသခဲ့တဲ့တခုပဲ talong vai ma pin sin ya me ungradulation ma so me